ာဏာသိမ်းပြီးနောက်မြန်မာပြည်သူတွေစစဝဝခံစားနေရတဲ့လျက်စစ်ဓာတ်အားမလုံလောက်မှုပြဿနာဟာမြေဆောင်စီမံကိန်းကိုအကောင့်ထဲမဖို့နိုင်လို့ဖြစ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဝေဖန်ပြောဆိုပါတယ်မြေဆောင်စီမံကိန်းကိုသာအကောင့်ထဲဖို့နိုင်မယ်ဆိုရင်လိုအပ်တဲ့လျက်စစ်ထပ်တောင်ပို့ပြီးထုတ်လုပ်နိုင်မှာလို့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောဆိုခဲ့တာပါဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့မြေဆောင်စီမံကိန်းဆိုတာကမြန်မာနိုင်ငံရဲ့အသက်သွေးကြောလို့တင်စားကြတဲ့ အယောရီမြစ်ရဲ့မြစ်ဖြားခံရမေခနဲ့မလိခမြစ်ဆောင်ရနေရပါဝင်မြစ်လက်တက်တွေမှာရဲစစ်သားထုတ်လုပ်ဖို့ရေကာတာရှိခုတိဆောက်မဲ့စီမံကိန်းဖြစ်ပါတယ်စစ်တပ်ကတော့သူတို့ကတော့အမြဲတမ်းပေါ်တော့ဒါခဏခဏပြောနေရဒီမြစ်ဆောင်ပြန်လှုပ်ချင်တဲ့သဘောပေါ်တော့ဟူသလိုကလည်းအဲအနိုင်ပေါ့နော်ရေကာတာအနိုင်လှုပ်မယ်ပေါ့အဲ့လိုမျိုးတွေပေါ့တခြားမြစ်ဆောင်မဟုတ်ရင်လည်းတခြားနေရာမှာတို့အဲ့လိုမျိုးတွေပြောတာတော့ကြားလိုက်ရလေ ်တင်မာပဲဖြစ်ဖြစ်ပေါ့နော်ဒီဟာတော့လုံလို့ကလုံလို့လုံးလို့မရဘူးပေါ့နော်အနေနဲ့ဒါပဲမြင်တာပဲဖြစ်လို့ရင်လည်းကအန်ဒရီကတော့များတယ်မြန်မာနိုင်ငံအတွက်ကတော့လုံးဝဒါဒီမြန်မာနိုင်ငံအတွက်စူးရင်ရတဲ့ခြေနေရောက်သွားနိုင်တာပေါ့နော်အဲ့လိုမျိုးလုံးလိုက်ရင်ပေါ့မြေဆုံဆောက်လိုက်ရင်စီမံကိန်းမှာအစိုးရက15ရာခိုင်နှုန်းရှယ်ယာပါဝင်ထားတဲ့အတွက် စစ်ကောင်စီအကျိုးမြတ်ရရှိမှာဖြစ်ပြီးမြစ်တလျှောက်ကပြည်သူတွေကတော့နောက်ဆက်တွဲတက်ရောက်မှုတွေကိုပြင်းပြင်းထန်ထန်ခံစားကြရမှာပါမြေဆောင်စီမံကိန်းကိုတရုတ်နိုင်ငံအစိုးရပိုင်းလျှက်စစ်ဓာအားယင်းနှိမ့်နှံမှုကော်ပိုရေးရှင်း CPI က80ရာခိုင်နှုန်းမြမအစိုးရက15ရာခိုင်နှုန်းနဲ့ကိုကန့်ဘိမ့်မရင်လို့တင်စားကြတဲ့လော်စစ်ဟန်ရဲ့တားပိုင်တဲ့အေရှာဝေါ်ကုမ္ပဏီက900ခိုင်နှုန်းရှယ်ယာပိုင်ကြပါတယ်။မြေဆောင်ဆိုပေမဲ့မေခမလိခအပြင် မလီယန်ခြိဖွေဦးဆောက်ဖီဆော်ခေါလန်ဖူးရီနန်တို့မှာပါရေကာတာတွေတိဆောက်မှာဖြစ်ပြီးအဲ့ဒီကနေလျှက်စစ်မဂါဝတ်2000လောက်ထွက်ရှိနိုင်တယ်လို့တွက်ချက်ထားကြပါတယ်။ဒါပေမဲ့အဲ့ဒီကထွက်ရှိတဲ့လျှက်စစ်ဓာတ်အားရဲ့ဆေးရခိုင်နှုန်းကိုပဲမြန်မာကရရှိမှာဖြစ်ပြီးကျန်တဲ့90ရခိုင်နှုန်းကိုတရုတ်နိုင်ငံကိုပေးရမှာဖြစ်ပါတယ်။2021ခုနှစ်ကအရက်သားတစ်ပိုင်းစစ်တစ်ပိုင်းဦးသိန်းစိန်အစိုးရလက်ထက်မှာမြေဆောင်စီမံကိန်းကိုယာယီရဆိုင်ခဲ့သလို မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာလည်း NLD အစိုးရကစီမံကိန်းကိုထပ်မံရပ်ဆိုင်းခဲ့တာကြောင့်ဒီကနေ့ဒီအကောင့်ထဲမပေါ်နိုင်ပဲဖြစ်ခဲ့တာပါ is so မှာဆက်တဲလိုက်ရဆိုရင်အဲ့ဒီလုံးပုတ်ချမှုပုံစံကလုံးဝပြောင်းလဲတော့မှာเนาะအဲ့တော့လုံးပုတ်ချမှုပုံစံကိုပြန်ကြည့်ရင် ARD မြစ်ကိုရှိရင်ကျွန်တော်တို့ကချင်းင်းမြစ်ကလည်းရှိတယ်ကျွန်တော်ဒီဘက်ရှေ့ဘက်က ARD မြစ်ကလည်းရှိတယ်အဲ့တော့ချင်းင်းမြစ်ဘက်ကဆင်းလာတဲ့နှုံးတွေလည်းဆင်းတယ် ကျွန်တော် AR ရှိမဲ့ခြံရလဲနှုံးနေဆင်းတယ်အဲ့ဒီချင်းချင်းနောက်ဘက်ကဆင်းလာတဲ့နှုံးတွေကတဲကျန်းနေဆင်းတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အောက်ခံဘူမှုဒေတာအနေထားရဆင်းလာတဲ့ကြောက်သားတွေချိန်မှပြီးဆင်းလာတဲ့နှုံးတွေရဲ့အနေထားတဲကျန်းနေအဲ့ဒါတွေကကျွန်တော် site view တွေဟိုတောက်ကိုမဖြစ်ဘူးเนาะအဲ့တော့အဲ့တော့ညီမပြီး11မှာရှိတဲ့ အမြင်လူကျုံးပေါ်တွေပေါ့ဗျာစိုက်ပျိုးတဲ့ကျုံးပေါ်တွေလေဝါကျုံးပေါ်မှာရှိတဲ့စိုက်ပျိုးမြေတွေအတွက်အဓိကလိုအပ်တဲ့ဒီဆောက်ပြောရမ်းရောစာကောင်းတဲ့နှုံးမြေတွေစစ်စစ်မှုဟာ AOD မြေအရှိပဲချမ်းရမယ်စစ်စစ်လားအဲ့တူပဲတော့ရေစည်းရေလာနဲ့တခြားဘလိုအပ်တဲ့နှုံးပုတ်ချမှုတွေပုံစံပြောင်းသွားတာဖြစ်တဲ့အတွက်စိုက်ပျိုးရေးကတော့အကြီးအကျယ်ထိမယ်ခုလိုမျိုးဆောက်ပြောရဲမြေကမ်းမပြူတာတွေအကြီးအကျယ်ဖြစ်မယ်နောက်တစ်ခုကသူ့ရဲ့ဆုံးရှုံးနိုင်မှုဟာအကြီးအကျယ်ပဲအများကြီးပဲခုတော့မှတော်တော်ခံစားနေရတယ်လေ အဲ့တော့ဒီမြေကြီးကိုထိန်းလိုက်တဲ့အချိန်မှာပိုဆိုးသွားမှာပေါ့ဒီစီမံကိန်းဟာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာဖအစိုးရလက်ထက်2006ခုနှစ်မှာမြမစစ်အစိုးရအကြီးအကဲဘူဂျိုကြီးတီဟသူရတင်အောင်မြင်ဦးစီကနေစတင်ခဲ့တာလို့သိရပါဗျ။စီမံကိန်းကိုစတင်အကောင့်ထဲပို့ဖို့2009ခုနှစ်ကတရုတ်နိုင်ငံကိုတွားရောက်ခဲ့တဲ့ခရီးစဉ်မှာ အခုလက်ရှိအာနာသိန်းစစ်ကောင်းဆောင်လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီတုန်းကတော့သူ့ရဲ့ယာတုကဗိုလ်ချုပ်မင်းအောင်လှိုင်ပါ။ဒါအပြင်စစ်ကောင်းဆောင်ရဲ့မြေဆုံစီမံကိန်းပေါ်ထားတဲ့အမြင်တွေကနှစ်တွေကြာသွားလို့ပြောင်းသွားဟန်တူပါတယ်။2018ခုနှစ်ကမြကြီးနားမြို့ခရီးစဉ်မှာမြေဆုံရေးနဲ့ပတ်သက်လို့တပ်မတော်ကပြည်သူလူထုရဲ့သဘောထားအတိုင်းရက်တည်မယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထုတ်ပြောခဲ့ပါတယ်။အခုတော့အာနာသိန်းပြီးယာယီတမရယာတုယူထားတဲ့သူက ပြည်သူတွေပေါ်တက်ရောက်မှုကြီးတဲ့မြေဆုံစီမံကိန်းမဖြစ်ပေါ်ခဲ့တာကိုပြစ်တင်ပြောဆိုလာတာပါဒါမျိုး2023ခုနှစ်ဩဂုတ်လတုန်းကလည်းစစ်ကောင်စီအစည်းအဝေးတစ်ခုမှာထုတ်ပြောခဲ့မှုပါသေးတယ်အဲမြေဆုံဟိုဆဲဆောက်မယ်ဆိုရင်တော့မလက်ရှိရှိတဲ့တရုတ်နယ်သဘောတူညီထားတဲ့အရာเนาะအဲ့ဒါထွက်လာမယ်လှစစ်ကို တွေ့တန်းဖို့ဆရာတို့ဆောင်းပြောလို့ပေါ့เนาะဒီ ဒါအားလိုက်ကုန်ရစိတ်ကမပါဘူးဗမာပြည်ကကိုယ့်အကိုဆက်ရပါအဲ့တော့မဟာပြားလိုက်ရဆရာတို့အောက်ဖက်မှာပဲရှိတယ်ကချင်ပြည်ထဲမှာမရှိဘူးအဲ့ကနော်အဲ့ဒီကလက်စိတ်ကိုဗမာပြည်ဘက်ကိုတုံးကျင်အဲ့ဒါလိုက်တိဆောက်ရဟိုတုန်းကဆရာတို့2000ဆယ်လောက်တုန်းကတွက်တာတော့မှအဲ့တုန်းကတော့တန်းနေရာလောက်လို့ပဲ အဲ့ဒီဒါအလိုက်အောင်ဆွဲဖို့နော်အဲ့တော့အဲ့ဒီပတ်စံမရှိဘဲနဲ့လက်စကြီးထွက်ပြီးတော့စိတ်ကူးရင်ပြောနေရဆိုတာအရန်ကိုဟိုကြီးစရာကောင်းလို့နေပေါ့နော်ရုပ်တိမတန်ဘူးပေါ့နော်ဟုတ်ပြီအဲ့ဒီလက်စတွေတန်းတဲ့ဒါအလိုက်ဂျူငှားကျင်နေတရုတ်ရှိရာပဲချီးမယ်ဆိုရင်လေသူက၄ချက်တူ၅ချက်တူ၆ချက်တူနဲ့ချီးတာလေအရန်စီးကြည့်တာလေဘာလို့လက်စစ်ထုတ်လုပ်တဲ့နေရာမှာ1မီကာဝတ်ထုတ်ဖို့ဒေါ်လာသန်းကုန်နေဆိုရင်တွေတန်းကလည်းတန်းကုန် เนาะအဲ့တော့စိတ်ကူးရင်ပြီးတော့မြေဆုံလေးလုပ်တဲ့တန်းနဲ့လက်စေရမယ်ဆိုတာအတော့အရင်စိတ်ကူးရင်ခလီကလာဆန်တဲ့လိုပဲဆရာပြောခြင်းတယ်ဒီစီမံကိန်းဟာအန္တရာယ်များတယ်လို့သဘာဝပတ်ဝန်းကျင်ပညာရှင်တွေတတိပေးနေပေမဲ့မလုပ်ရဲတာမရှိဘူးလို့ပြောပြီးအာနာသိမ်းထားတဲ့စစ်ကောင်စီကတော့မြေဆုံစီမံကိန်းပြန်စနိုင်ဖို့ကြိုးပမ်းမှုတွေလည်းရှိပါတယ်2024ခုနှစ်ဧပြီလ24ရက်နေ့မှာစစ်ကောင်စီကမြေဆုံမြညာမြေဝမ်းရေအားလျှပ်စစ်စီမံကိန်းအတွက်ဥဆောင်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့ကိုစစ်ကောင်စီရဲ့လျှက်စစ်စွာဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝေးကျော်ကဦးဆောင်ပါတယ်။ကချင်ဒီမိုကရေစီတပ်မတော် NDAK ရဲ့ခေါင်းဆောင်ဦးစခုံတိုင်ရင်ရဲ့တားဖြစ်သူဦးတိန်ဆောင်ကအဖွဲ့ရဲ့ဒုတိယတာဝန်ရှိသူအနေနဲ့ပါဝင်ပါသေးတယ်။ဒီအဖွဲ့ဟာတရုတ်မြန်မာနှစ်နိုင်ငံကြားညှိနှိုင်းဆောင်ရွက်ဖို့အတွက်ရည်ရွယ်တယ်လို့စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ပြန်တမ်းရှိကြောင် မြမမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISB မြန်မာရဲ့ဖော်ပြချက်အရသိရပါဗျ။နောက်ပြီးစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းဒီစီမံကိန်းပေါ်ဝေဖန်သူတွေကန့်ကွက်သူတွေကိုအသိပညာပေးပြီးဆက်လက်လှုံ့ဆော်သွားရမှာဖြစ်တယ်လို့2023ခုနှစ်က BBC မြန်မာပိုင်းကိုဖြေကြားပူပါဗျ။စစ်ကောင်စီပြန်ဆကျင်နေတဲ့မြစ်ဆုံရဲ့စိုးကျိုးတစ်ခုကိုတဘာဝပတ်ဝန်းကျင်ရေးရာပညာရှင်ဦးဝင်းမျိုးသူကဥပမာတစ်ခုနဲ့ထောက်ပြပါဗျ။ ကျွန်တော်တို့ဥမာဆိုတော့အမရပူရပေါ့ဗျာเนาะအမရပူကဥပိန်မျိုးဘာလို့တတားပေါ့ဒီအင်းတွေဘာကြီးကြည့်မယ်ဆိုရင်เนาะအာဒီအာရီယာဟို flat plain area တွေ flat plain area ဆိုတာမြေအေးလွန်းနေနေတယ်ဒါရီကမြေကြီးရေလွန်းတဲ့နေသားပေါ်မူတည်ပြီးတော့အဲ့မှာရှိတဲ့မြေရောက်ရေကြောတွေကိုရေပွေးနေတဲ့ပုံစံလေးအဲ့အဲ့ရေကြောတွေကြောင့်အင်းနာကရွာတွေမြို့တွေကရေရင်းတူပြီးတော့သူတို့ရေတောက်လို့ရတယ်ပေါ့နော်အဲ့ပုံစံလေးပါအပေါင်းပြောင်းသွား ကုန်ကြောင်းသွားမှာမြစ်ဆုံစီမံကိန်းအတွက်စစ်ကောင်စီကပြန်ဖွဲ့လိုက်တဲ့ဥဆောင်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေကတော့စီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနီးပညာနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမယ်လို့သိရပါဗျ။တိုင်းပြည်အနာကိုလက်နက်အားကိုနဲ့အုပ်ချုပ်နေတဲ့စစ်ကောင်းဆောင်ကတော့မြစ်ဆုံအိမ်မက်ကိုမတ်နေပေမဲ့နေမည်မတည်ငြိမ်မှုတွေလူလူဆန့်ကျင်မှုတွေနဲ့ကုန်ကြစရိတ်တွေကသူ့အတွက်စိန်ခေါ်မှုတွေဖြစ်ရှိနေတာပါ။တိုင်းပြည်အနာကိုအာရမသိမ်းယူမှုနဲ့နောက်ဆက်တွဲပဋိပက္ခတွေကြောင့် တိုင်းပြည်ဖျက်ဆီးတဲ့တမိုင်းတရခံအဖြစ်တတ်မှတ်ခံထားရတဲ့စစ်ကောင်းဆောင်အနေနဲ့မြေဆုံစီမံကိန်းကိုပါအကောင့်ထဲပေါ်ခဲ့မယ်ဆိုရင်ပြည်သူလူထုရဲ့ဒေါသအမျက်တင်းမှုကိုထပ်မံရင်ဆိုင်ရမှာမလွဲပါဘူး။